အမေရိကန်ပါဝင်နိုင်ငံတကာကဆောင်ရွက်နေတဲ့ကြားဖြတ်နိုင်တဲ့လုပ်ငန်းတွေကိုပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိနေတယ်လို့ဒီကနေ့မှထုတ်ပြန်လိုက်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်16မြင်းဆောင်2025မှာအမျိုးသားညီညွတ်ရေးဆိုရ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အချမ်းပြစ်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်လောက်ခံနေကြားဆောင်တပ်တွေကရာဇဝတ်လုပ်ငန်းတွေကိုအာဏာသိမ်းစစ်တပ်ရဲ့အကာအကွယ်နဲ့ပြန်လည်လုပ်ကင်ခဲ့တာကြောင့် လက်ရှိအခြေအနေများရဲ့အဓိကတရားခံမှာဂျမ်းဖက်စစ်တပ်သားဖြစ်ကြောင်းနဲ့နိုင်ငံတကာကစိုက်ဘာလိမ်လည်မှုတွေကိုနှိမ်နှင်းရန်စ조사လာတာကြောင်းစစ်ကောင်စီတပ်က KK ဘက်ကဲ့သို့သောငွေကြေးလိမ်လည်မှုစင်တာတွေကိုအယောင်ပြဖြိုခွင်းပြီးကရင်ပြည်နယ်ရဲ့အခြားနေရာနှစ်ခုကိုပြောင်းရွှေ့ကာငွေကြေးစင်တာများပြန်လည်လည်ပတ်နိုင်ရန်စီစဉ်နေမှုတွေကို NUG ကအထူးသတိထားစောင့်ကြည့်လျက်ရှိတယ်လို့လည်းဦးနေပုံလက်ကဆိုပါတယ်။ဒါ့အပြင်မျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အမေရိကန်အပါအဝင်နိုင်ငံတွေကလည်းပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိနေပြီး NUG နေဖြင့်လည်းစိုက်ဘာလိင်လည်းမှုပြဿနာတွေကိုကိုင်းတွဲဖြေရှင်းရန်နိုင်ငံတကာကိုဖိတ်ခေါ်လိုတယ်လို့၎င်းကဆိုပါတယ်။ထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံတို့ကမြန်မာပြည်တွင်းနဲ့ပြည်ပရှိလိင်လည်းဂိုင်းကောင်းတော်တွေကိုဖမ်းဆီးတရားစွဲဆိုရန်လှုံ့ဆော်တာအမေရိကန်နိုင်ငံက United States Gun Center Strike Force ဖွဲ့စည်းပြီးစိုက်ဘာလိင်လည်းမှုလုပ်ငန်းတွေကိုနှိမ်နှင်းဖို့ဆောင်ရွက်တာရာဇဝတ်အဖွဲ့အစည်းတွေကိုစီးပွားရေးဆိုင်ရာဖိတ်ဆို့ရေးယူတာ ပိုင်ဆိုင်မှုတွေကိုတင်းစီဖို့အတွက်ဗန်ဒါရီဌာနကကြီးညာခဲ့တာစားတဲ့လှုပ်ဆောင်မှုတွေပါဝင် အိန္ဒိယနိုင်ငံတွေဒေသတွင်းနိုင်ငံတွေနဲ့နိုင်ငံတကာဖွဲ့စည်းတွေအားလုံးရဲ့ဂျိုးပန်လှုပ်ဆောင်မှုတွေကိုကျေးဇူးတင်အသိမှတ်ပြုပါရယ်ဒီလှုပ်ဆောင်မှုတွေအပေါ်မှာအမျိုးသားညီညွတ်ရေးအစိုးရနယ်စပ်ဖြတ်ကျော်မှုကင်းတိုက်ဖြတ်ရေးလုပ်ငန်းအဖွဲ့အနေနဲ့တိုင်းရင်းသားဖွဲ့စည်းတွေနဲ့ပူးပေါင်းပြီးချိတ်ဆက်ညီနိုင်ဘူပေါင်းဆောင်ရွက်ဖို့အသင့်ရှိကြောင်းနဲ့နိုင်ငံတကာရဲ့ဂျိုးပန်အထောက်မှုတွေကိုအထောက်ကူပေးတော်မှာဖြစ်ကြောင်းအထူးအလေးပေးပြောကြားလိုပါရယ်စိုင်းပါလိုင်လည်မှုလုပ်ငန်းပြဿနာတွေကိုကင်တွဲဖြေရှင်းဖို့အတွက်ကျွန်တော်တို့အစိုးရအောက်မှာရှိတဲ့ရဲတပ်ဖွဲ့နဲ့ ဒိုင်းနာတော်လိုင်းရဲ့ဖွဲ့တွေအောက်မှာရှိတဲ့ရဲတပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်မြင့်တင်ပေးနိုင်ဖို့အတွက်နိုင်ငံတကာရဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းဖိတ်ခေါ်လိုပါတယ်လို့ဦးနေပုံလက်ကပြောဆိုထားတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလူငယ်လူရွယ်များအနေဖြင့်လည်းအလောက်ကန်ဖွင့်လန်းရှားပါးလာချိန်မှာကြားဖြန့်စိုက်ပါလိမ်လည်မှုလုပ်ငန်းများကအလောက်ကန်တူများခေါ်ယူနေမှုတွေကိုလည်းအထူးသတိပြုကြဖို့ NUG ကသတိပေးပြောဆိုထားတာပဲဖြစ်ပါတယ်ခင်ဗျာ။ ရင်းပြည်မျိုးနယ်မှာစစ်ကားတစ်စီးကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်ကတီးဆုံမှုများရှိတယ်ဆိုတဲ့သတင်းမှာမကွေးတိုင်းရင်းပြည်မျိုးနယ်ကြောက်လီကားဂိမ်းနယ်ပန်းတိုင်းချုံစစ်တပ်ကိကြားစစ်ကားတစ်စီးကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား၁၈ဦးတီးဆုံခဲ့တယ်လို့သောတန်ဝိုင်းရဆို PDF တာဝန်ခံကိုအောင်မောင်းကပြောဆိုထားပါတယ်။နိုဝင်ဘာလ16ရက်နေ့ညနေ9:00နာရီခန့်ကရေဒီယိုမျိုးနယ်ကြောက်လီကဂိမ်းမှာပခုတ်ကူမျိုးနယ်ပန်းတိုင်းချုံကိတို့ပြည်သူကားများချောဆွဲပြီးလိုက်ပါလာတဲ့ကားကားစီးအနက်နောက်ဆုံးကားတစ်စီးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေကအပိုင်ပြစ်ခတ်တိုက်ခိုက်ချေမှုန်းခဲ့ရမှာကားပေါ်မှာစစ်သား၁၈ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။သေဆုံးစစ်သားများနဲ့ပိုင်းတိုင်းခြုံကဲသို့ရောက်ရှိသွားတဲ့စစ်သားတွေကိုည၈နာရီချိန်မှာပခုတ်ကူမြို့မှာကားဆယ်စီးနဲ့လာရောက်တယ်ဆောင်သွားတယ်လို့လည်းသိရပါတယ်။ရေဒီယိုကနေပခုတ်ကူနယ်စပ်လောက်ထိကိုစစ်ကြောင်းလာတာပါ။နယ်ရက်လောက်လမ်းလျှောက်လာတာပေါ့။ကျောက်လီကားဂိတ်ကိုရောက်တော့ပြည်သူတွေရဲ့ကားတွေကိုချောဆွဲပြီးပန်းလိုက်ချုံဂိတ်ကိုသွားတာကားငါးစီးပါဒီစီးကို20ဝန်းကျင်လောက်ပါတယ်ဗျာ ပရမရဇီဒုတိယဇီနဲ့တတိယဇီကိုလွတ်ပေးလိုက်တယ်။စရုဒ္ဓကားကလည်းကားပေါ်မှာပြည်သူပါတယ်ဆိုလို့ RPG နဲ့မထူပဲလွတ်ပေးလိုက်တာ။နောက်ဆုံးဇီကြောင့်မှကောက်စားလုပ်လိုက်တဲ့သဘောဖြစ်သွားတာပေါ့။ကားပေါ်ပါတဲ့စစ်ခွေးတွေကုန်သေးတယ်။လက်နဲ့မရတာပဲရှိတာ။ကျွန်တော်တို့ကလည်းပြည်သူတွေကိုညာလိုက်တာပါ။အဲ့ဒီပြည်သူကကားကိုဂိတ်ထိဒုံပေါင်းတော်တော့လက်နဲ့မရလိုက်တာ။အဲ့ဒီကားဇီကကားသမားပြည်သူတယောက်ပဲရှင်တယ်လို့ဆောင်းသန်းဝိုင်းဆို PDF တာဝန်ခံကိုအောင်မောင်းကပြောဆိုထားတာပဲဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုတွေကိုတော့ ။စောက်တန်းရေစကြိုလိုကယ်တပ်ပေါင်းစုအဖွဲ့ဝင်များဖြစ်ကြတဲ့စောက်တန်း YSO PDF ရေစကြို Revolution Group YRG ဒေါင်းညီနောင် PKU PDF ပြည်သူ့အာမန် PDF King Cobra ဒေါင်းစစ်သည် PDF နဲ့ဒေါင်းသွင်းနီ PDF ဖွဲ့တို့ဘူးပေါင်းကတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အဆိုပါချမ်းဖက်စစ်တပ်စစ်ကြောင်းဟာနိုဝင်ဘာလ15ရက်နေ့မနက်9:00ခန်းကရေတကြိုမြို့ခြေဆိုင်ခလာရ256 259 298တိန်တို့မှအင်အား120နဲ့ခြေလျင်ထွက်လာတာဖြစ်ပြီးအဲ့ဒီညနေပိုင်းမှာပဲပကန်းကြီးမြို့မှာညအိတ်ခဲ့တယ်လို့ဆိုပါတယ်။ပကန်းကြီးမြို့ကနေနိုဝင်ဘာလ16ရက်နေ့မနက်9:00ခန်းမှာခြေလျင်ဆက်ထွက်လာရမှာညနေ4:00ခန်းမှာကြောက်လေကားကိတ်ကိုရောက်ရှိလာတာဖြစ်တယ်လို့ပြောဆိုထားတာပဲဖြစ်ပါတယ်ခင်ဗျာ။လက်စက်ဖြတ်ကျော်စိုက်ပါလိမ့်လည်မှုကြားဖြန့်ကိုရကြီးရဲ့ခေါင်းဆောင်ကိုကန့်ဒေတာရဲ့ဩဇာကြီးမားတဲ့ခေါင်းဆောင်ဟောတူဖြစ်တဲ့အသက်85နှစ်အရွယ်ပဲဆောက်ချိန်ဟောင်း တရုတ်အစိုးရရဲ့တည်ထောင်ချမှတ်ခံထားပြီးတဲ့နောက်နိုဝင်ဘာ17ရက်နေ့ကကွယ်လွန်သွားပြီပဲဖြစ်ပါတယ်။ဒါဟာကိုကန့်ဒေတာမှာပယ်မီဝင်တဲ့လူစားတဲ့မိသားစုကြီးလေးစုရဲ့အုပ်ချုပ်မှုတစ်ခေတ်အဆုံးသတ်လိုက်တဲ့ဆိုတဲ့သင်္ကေတကို ပြသလိုက်တာပဲဖြစ်ပါတယ်။စစ်တပ်ရဲ့အကောက်ွယ်အောက်မှာ Empire ပဲဆောက်ချိန်ဟာလျိုချင်းချီမြေလျှောက်ချမ်းနဲ့ဝေလျှောက်ရင်တို့နဲ့အတူကိုကန့်ဒေတာရဲ့နိုင်ငံရေး စီးပွားရေးနဲ့တရားဥပဒေစိုးမိုးရေးကဏ္ဍတွေကိုဆယ်စုနှစ်တခုကျော်ကြာချုပ်ကင်ထားခဲ့တာပဲဖြစ်ပါတယ်။ကိုကန့်ဒေတာအတွက်အဲ့ဒီမိသားစုကြီးလေးစုရဲ့အာဏာဟာ2009ခုနှစ်မှာစစ်တပ်ကိုတစ်ဆာခံပြီးမဟာမိတ်ဖွဲ့ခဲ့တဲ့တမိုင်းကျောင်းကနေစတင်ခဲ့တာဖြစ်ပါတယ်။2009ခုနှစ်မှာစစ်တပ်ကကိုကန့်ကောင်းဆောင်ဖုန်ချားရှင်ကိုဖြုတ်ချဖို့တိုက်ခိုက်စမှာပဲဆောက်ချိန်ကစစ်တပ်ဘက်ကိုတစ်ဆာခံပြီးမဟာမိတ်လုပ်ခဲ့ပါတယ်။အဲ့ဒီပူပေါင်းမှုအတွက်ဆုလက်အဖြစ် ကောကန်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရဲ့ဥက္ခရာရာတို့ကိုစစ်တပ်ရဲ့ပန်ပိုးမှုနဲ့ရရှိခဲ့ပါတယ်။သူဟာစစ်တပ်ကြောတော်နောက်ခံပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ထိတ်တန်းအဖွဲ့ဝင်ဖြစ်ခဲ့ပြီးနိုင်ငံရဲ့စီးရေးဆိုင်ရာအကောင်အထည်နဲ့အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းအင်ပါယာကိုစယ်စုနဲ့တခုကျော်အထိတည်ဆောက်နိုင်ခဲ့ပါတယ်။သူရဲ့ကွန်ရက်ဟာတရုတ်နိုင်ငံသားတွေကိုပြစ်မှတ်ထားတဲ့ပြန်ပေးဆွဲမှုဥပဒေမဲ့ချုံနောက်မှုနဲ့ညှဉ်းပန်းနှိပ်စက်မှုတွေမှာနာမည်ဆိုးရခဲ့ပါတယ်။ဂျမ်မီသားစုတွေကလည်း အုပ်ချုပ်ရေးရဲတပ်ဖွဲ့နဲ့ဒေသခံပြည်သူဆက်ဆိုပြီးအာဏာယူထားကစစ်တပ်ရဲ့ကြောတော်နောက်ခံနဲ့လောင်းကစားယုံတွေနဲ့လူကုန်ကူးတာငွေညစ်တာတွေလုပ်တဲ့ကြားဖြတ်လုပ်ငန်းကိုအကြီးအကျယ်ချဲ့ထွင်လုပ်ကိုင်ခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီမိသားစုလေးစုရဲ့ကွင်းဟောင်းဒီအိုနိုင်ငံသားယာပေါင်းများစွာကိုပြန်ပေးဆွဲတာပို့ပရီမဲ6000တောင်ညင်ပန်းနှိပ်စက်တာတွေနဲ့ကြားဖြတ်လုပ်ငန်းကိုလုပ်ကိုင်ခဲ့လို့ဒီအိုအစိုးရရဲ့မျိုးသားတော်ကြုံရဲ့အတွက်ချင်းချောက်မှုကြီးဖြစ်လာခဲ့ပါတယ်။2023ခုနှစ်အောက်တိုဘာလနောက်ပိုင်းမှာ ကိုကန့်တက် MND ကစတင်ခဲ့တဲ့တဆန်တဆခွန်စစ်စီအကြောင်းကိုကန့်ဒေတာမှာတိုက်ပွဲတွေပြင်းထန်လာခဲ့တယ်လို့တရုတ်အစိုးရက ကြားဖြန့်ကိုင်းတွေကိုနှိမ်နှင်းဖို့အကြီးအကျယ်ဖိအားပေးတာတဲ့အတွက်စစ်တပ်အပေါ်သူတို့မိသားစုရဲ့တက်စာဆောင်တည်မှုဟာပြောင်းလဲလာခဲ့ပါတယ်စစ်တပ်ဟာတရုတ်အစိုးရနဲ့ဆက်ဆံရေးကိုကာကွယ်ဖို့အတွက်သူတို့နဲ့ရင်းနှီးတဲ့မဟာမိတ်ဟောင်းတွေကိုစွန့်လွတ်ဖို့ဆုံးဖြတ်ခဲ့ပြီးနိုင်ငံတကာရဲ့ဝရမ်းထုတ်ခံထားတဲ့ကိုကန့်ခေါင်းဆောင်တွေကိုဖမ်းဆီးကာတရုတ်အစိုးရစီလွှဲပြောင်းပေးရဖို့ဆုံးဖြတ်ခဲ့ပါတယ်ပယ်ဆောက်ချိန် ရုပ်ချင်းချီမိလျှောက်ချမ်းနဲ့ဝေရှောင်းရင်တို့မိသားစုလေးစုကအဓိကခေါင်းဆောင်တွေနဲ့ဆက်နွယ်နေသူတွေကိုပါစစ်တပ်ကဖမ်းဆီးပြီး2023ခုနှစ်ဒီဇင်ဘာလမှာတရုတ်နိုင်ငံကိုလွှဲပြောင်းပေးရခဲ့တာပဲဖြစ်ပါတယ်။ဖမ်းဆီးခံရတဲ့ခေါင်းဆောင်လေးဦးတွေကတဝက်ဖြစ်တဲ့မိလျှောက်ချမ်းမှာဖမ်းဆီးခံရစဉ်မှာမိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။2025ခုနှစ်နိုဝင်ဘာလ၄ရက်နေ့မှာတရုတ်နိုင်ငံကွမ်တုံပြည်နယ်ရှင်းချမ်းမြို့တရားရုံးကနေပယ်ဆောက်ချိန်ကိုလူတက်မှုပြန်ပေးဆွဲမှုလိန်လယ်မှုနဲ့ အခြားပြင်းထန်တဲ့ရာသွေးမှုတွေအတွက်ပြစ်မှုထင်ရှားတယ်လို့ဆုံးဖြတ်ပြီးသေဒဏ်အမိန့်ချမှတ်ခဲ့ပါတယ်။သေဒဏ်ချမှတ်ခံရပြီးမကြမီ2025ခုနှစ်နိုဝင်ဘာလ17ရက်မှာဘဲဆောက်ချိန်ဟာတရုတ်အာဏာပိုင်တွေရဲ့ထိမ့်သိမ်းမှုအောက်မှာပဲကွယ်လွန်သွားခဲ့ပါတယ်။ကွယ်လွန်သွားတဲ့အကြောင်းရင်းကိုအတိအကျထုတ်ပြန်တာမရှိသေးပေမဲ့သူ့ရဲ့ကျမ်းမာရေးအခြေအနေအရကွယ်လွန်သွားတာဖြစ်နိုင်တယ်လို့သုံးသပ်ရပါတယ်။ဘဲဆောက်ချိန်ရဲ့ကွယ်လွန်မှုဟာနေဆက်ဖြတ်ကျော်စိုက်ဘာရာသွေးကိန်းတွေအပေါ်တရုတ်အစိုးရရဲ့ပြင်းထန်တဲ့နှိမ်နင်းမှုလုပ်ငန်းစဉ်တွေအောင်မြင်ခဲ့တယ်ဆိုတာထင်ရှားစေခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့ကာကွယ်မှုအောက်မှာရှိခဲ့တဲ့ကိုကန့်ဒေသမှာကျိုးမြတ်ရှာတဲ့မိသားစုကြီးလေးစုရဲ့ဩစာအာဏာဟာလည်းအပိသက်ခြုံငိမ့်သွားပြီဆိုတာကိုတက်တေပြလိုက်တဲ့ဖြစ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။